အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တော့မူပြီး channel ကနေပြန်လဲကြိုဆိုလိုက်ပါရနော်။ဒီကနေ့မှာတော့အသေးသေးရရနဲ့ကြီးရှုရမယ့်တဲတဲ့ရင်ဖို့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။မတ်ဟာမီလီယံနာတယောက်ဖြစ်ပြီးတာယာရဲ့မိသားစုလေးကိုလည်းပိုင်ဆိုင်ထားရလို့ဘဝကပြီးပြည့်စုံနေပါဗျ။သူအလုံးမသွားခင်မိမက အခန်းလော့ကျပြီးပိတ်မိနေလို့အခုအညီလန်တောင်းနေပါဗျ။မိမက ရုံးမှာအရေးကြီးစီးဝေးရှိလို့အလင်းလိုနေတာကြောင့်တကားကိုဖြတ်လိုက်ဖို့ပြောပါတယ် မတ်ကတော့တကားကဒေါ်လာ1500တန်တဲ့အတွက်ကြောင့်တော့ပြင်သမားပဲခေါ်လိုက်မယ်ဆိုပြီးမိမကိုစာနောက်နေပါတယ်။သူမိမကတော့အခန်းထဲကနေစိတ်တွေစိုးနေပြီးမတ်ကတော့တော့ကိုဘောပင်တစ်ချောင်းနဲ့လဲဖွင့်လိုက်ပါတယ်။မမကသားတယောက်သမီးတယောက်ရှိပြီးတနေ့မှမက်စီကိုတရင်ဆိုးတစ်ခုရောက်လာပါတယ်။အဲ့ဒါကတော့အပက်လက်ချာမှာနေတဲ့သူ့အဖေကွယ်လွန်သွားပြီဆိုတာပါ။မမိမကတော့မကအဖေအကြောင်းတိတ်မပြောတာကြောင့်အဖေကဘလို့လူမျိုးလဲလို့မေးခဲ့ပါတယ်။ မကတော့သူငငယ်ကလေးကအရင်ကနေထွက်လာတာကြောင့်တိတ်တော်မမှန်မိဘူး။ဒါပေမဲ့သူ့အဖေကကျင်နာတက်တဲ့သူတော့မဟုတ်ဘူးလို့ပြောပြခဲ့ပါဗျ။မဲရဲ့သားသမီးတွေကတော့ဖုန်းလိုင်းအောင်တေချာမမိတဲ့ရွာလေးမို့မသွားချင်ကြပါဘူး။မဲရဲ့မိမကဒီအပတ်မှာဂိမ်းစောဖို့ရှိတာပဲဖြစ်ဖြစ်ကျင်သွားဖို့ရှိရင်ပဲဖြစ်ဖြစ်အကုန်ဖြတ်လိုက်တော့ဘာလို့လဲဆိုတော့ငါတို့အကုန်လုံးအဲ့ဒီကိုသွားကြမှာမို့လို့ပဲလို့ကလေးတွေကိုပြောလိုက်ပါဗျ။ကလေးနှစ်ယောက်လည်းအမေကိုထပ်ပြီးအထွတ်မထက်ရဲကြပါဘူးဒီလိုနဲ့ရွာလေးကိုကိုပိုင်းလေးရင်တစည်းနဲ့ရောက်လာခဲ့ပါတယ် လေရင်ကိုလည်းမက်ကိုတိုင်းပဲမောင်းနှင်လာခဲ့ပြီးရွာကိုမရောက်ခင်လေးမှာပဲလေရင်ကစီကုံတော့မှာကြောင့်စီဆိုင်မှာစီဝင်ပြေးခဲ့ပါတယ်။စီပြေးနေတော့မက်ကလိုအပ်တာတွေကိုဆိုင်ထဲမှာဝင်ဝဲခဲ့ပါတယ်။ဆိုင်ထဲမှာကလူအယိုးကောင်းတဲ့တရိတ်ဆန်အသေးတွေကိုစေးရီစိန်ထားတဲ့ပလင်းတွေကိုတွေ့လို့မက်တယောက်အံ့ဩသွားပါတယ်။ငွေရှင်းကနေဆိုင်ရှင်အဖိုးကြီးကိုဖော်ဖော်ရွရွစကားပြောခဲ့ပေမဲ့အဖိုးကြီးကတော့သူ့ကိုခက်တီတီနဲ့သာစကားပြန်ပြောခဲ့ပါတယ် မလဲငွေရှင်းလိုက်ပြီးပိုတဲ့ပတ်စံကိုပြန်မအန်းခိုင်းတော့ပဲအင်တာတက်ချင်လို့ဆိုပြီးပိုင်ရှင်စီခွင့်တောင်းခဲ့ပါတယ်အဖိုးကြီးကအင်တာအပြင်ဘက်မှာရှိကြောင်းလမ်းညွှန်ပေးလိုက်ပြီးမတ်ထွက်သွားတော့မယ်အလုံးမှာမင်းတို့အဲ့လီရင်နဲ့ဟိုဘက်မှာရှိတဲ့တောင်ချေကိုသွားမှာမဟုတ်ဘူးမလားမတ်ကတော့ဟုတ်တယ်သူတောင်ချေကိုသွားမှာလို့ပြန်ပြောတော့အဖိုးကြီးကပစ္စည်းလေးတစ်ခုကိုယူသွားဖို့လမ်းပြောပါဗမတ်ကတော့နေပါစေသူအဲ့အရာတွေကိုအယုံကြည်မရှိဘူးလို့ပြောပြီးအင်တာစီထွက်လာခဲ့ပါဗျ တဖက်မှာတော့တိုင်ကဖြတ်သွားဖြတ်လာကောင်းလေးတယောက်နဲ့ဒီမှာလိုင်းမီလာဘာညာမင်းရင်စကားပြောနေပါဗျ။ကောင်းလေးကတိုင်ရဲ့ဖုန်းကိုယူကြည့်ခဲ့ပြီးတိုင်ရဲ့လက်ကလေးတစ်ချောင်းကကောက်နေလို့ဘာဖြစ်တာလဲဆိုတာဆက်ဆူကြည့်ပါဗျ။တိုင်ကတော့ဘလုံးကစားရင်ထိခိုက်မိတာလို့ပြန်ပြေခဲ့ပါဗျ။ကောင်းလေးကထိုင်ရိုမီသားစုကိုဒီကိုပါလာလောက်ကြတာလဲလို့ထပ်မေးတာကြောင့်တိုင်ကအဖိုးအသူဘကိုလာတာကောင်းလေးကဒီနားမှာဘသူမှတေတာကိုမကြားမိပါဘူး တိုင်ကဟုတ်တယ်ဒီနာကမဟုတ်ဘူးဟိုဘက်ချမ်းကားလို့ပြောပြီးတောင်ချေကိုလက်ညှိုးထိုးပြလိုက်ပါတယ်တောင်ချေဆိုတာနဲ့ဆက်စုနေတဲ့ကောင်းလေးလဲထမဆက်စုတော့ပဲတိုင်ရဲ့ဖုန်းကိုပြန်ပေးခဲ့ပြီးခတ်တုတ်တုတ်ပဲထွက်သွားခဲ့ပါတယ်မကလည်းအပေါ်သွားပြီးလေရင်စီကိုပြန်လာခဲ့ကတောင်ချေကိုဆက်သွားဖို့ဆက်နိုးနေတော့သူတို့စီကိုရဲမှုတယောက်ရောက်လာခဲ့ပါတယ်။မကကတော့သူ့မှာရင်မောင်းမှုထောက်ခံချက်အစုံပါလာပြီးသားဖြစ်ကြောင်းရဲမှုကိုစာရွက်စာတမ်းတွေထုတ်ပြခဲ့ပါတယ်။ မကအဲ့ဒီမှာမုံတိုင်းကျင်ညာချက်လည်းရှိပြီးမုံတိုင်းမဆခင်ကလေးတွေကိုခေါ်သွားခြင်းလည်းလို့ပြောတာကြောင့်ရဲမှုလည်းဘာမှထမရစ်တော့ပဲသွားခွင့်ပေးခဲ့ပါဗျ။ဒီလိုနဲ့တောင်ချေစီကိုသွားခဲ့ကြပြီးမောင်ရီပြိုးစားအချိန်မှာပဲမုံတိုင်းကစတင်တိုက်ခတ်လာခဲ့ပါဗျ။မုံတိုင်းတန်ကြောင့်မတယောက်လေရင်ကိုမထိန်နိုင်တော့ပဲလေရင်လည်းပြတ်ကျသွားခဲ့ပါဗျ။မတရီရလာတော့အိမ်တအိမ်ထဲကိုရောက်နေပါဗျ။ကောင်းနေလဲမူးဝေနေပြီးလမ်းထားလျှောက်ဖို့စူးစမ်းရင်ခြေထောက်မှာပြင်းပြင်းထန်ထန်ဒဏ်ရာရထားတာကြောင့်လဲကျသွားပါတယ် 조사ပြီးဗရင်မောက်နားကိုတွားခဲ့ကသူဘယ်ကိုရောက်နေလဲဆိုတာကိုလေ့လာခဲ့ပါတယ်။အဲ့ဒီအချိန်အခန်းထဲကိုအဖွားအိုတယောက်ရောက်လာပြီးမတ်ကိုဂရင်မောင်မပြန်လဲနေဖို့ပြောပါတယ်။မတ်ကတော့သူဘယ်ကိုရောက်နေတာလဲ။သူ့မိသားစုရောဗမာလဲလို့အဖွားကိုဇက်တိုက်မင်းနေခဲ့ပေမဲ့အဖွားကတော့မဖြေပဲသူ့ယောက်ျားကိုလမ်းခေါ်လိုက်ပါတယ်။အဖိုးကြီးရောက်လာတော့အဖွားဟာမတ်ကသူ့စကားနာမထောင်ဘူးဂရင်မော်ပြန်လဲနေဖို့ပြောတာကိုလည်းညင်နေတယ်သူကလည်းစိတ်တွန်းနေတယ်လို့ပြောပြီးတိုင်ခဲ့ပါဗျာ အဖိုးကလည်းသူတို့ရဲ့မွေးစားသားဖြစ်တဲ့လူထွားကြီးလူဝီကိုခေါ်လိုက်ပြီးမတ်ကိုဂရင်မော်အတင်းဆွဲတင်ခဲ့ပါဗျ။မတ်ကမိသားစုကိုပဲဇက်တိုက်မင်းနေတာကြောင့်အဖိုးကမင်းညာကလေရင်ပြတ်ကြပြီးရောက်လာတာလीမမှန်မိဘူးလားလို့ပြောတော့မှမတ်တယောက်လေရင်ပြတ်ကြတာကိုသတိရသွားခဲ့ပါဗျ။ မကသူမဇနီးတမီးနဲ့တာတယောက်ရှိတယ်မတွေ့မိဘူးလားလို့အဖိုးကမေးတော့အဖိုးကလင်းရင်မောင်မဘသူမှရှိမနေဘူးမတယောက်ပဲရှိနေတယ်လို့ပြောခဲ့ပါတယ်မကတော့ထွက်သွားဖို့ကြိုးစားနေပေမဲ့အဖိုးကြီးတို့မိသားစုကအတင်းတားခဲ့ကြပြီးအဖွားကသူ့ကိုဘာမှမသိတဲ့စေးမုံတွေနဲ့မှုန်လိုက်ပါတယ်ချက်ချင်းစလုံးလုံးမဟာငြိမ်ကြသွားပြီးအိပ်ပျော်သွားခဲ့ပါတော့တယ် အရင်နောက်တော့အဖွားကမတ်ရဲ့ပစ္စည်းတွေနဲ့သွေးတွေကိုတုံးပြီးရှုံရုပ်တရုပ်ကိုပြုလုပ်ခဲ့ပါတယ်။လူဝီကိုလည်းမြေကျွန်းတစ်ခုနဲ့နဲ့တူးခိုင်းခဲ့ပြီးအဖိုးကမတ်အယုတ်ကိုတရွေနဲ့ထွေးလိုက်ပါတယ်။မတ်ကတော့မိုးချုံမှပြန်နိုးလာခဲ့ပြီးနိုးနိုးလာချက်မှသူ့အဖွားကိုအခုညီတောင်းတာကတော့လူနာတင်ရင်ခေါ်ပေးဖို့ကိုပါ။အဖွားကတော့ဒီမိုင်90အတွင်းမှာဗာစေးုံမှ မရှိဘူးလို့ပြောပါတယ်။မကသူ့မှာပတ်စံတွေရှိတယ်။လူနာတင်ရင်ခေါ်ဖို့ကိုလည်းဘလောက်ကုန်ကုန်သူပေးမယ်လို့ပြောတော့အဖွားကပြုံးလိုက်ပါတယ်။ မကတော့သူ့မိသားစုကိုရှာဖို့ကယ်ဆယ်ရေးအဖွဲ့တွေလည်းလိုအပ်ပြီးအဲဒီကိုဖုန်းဆက်ဖို့ကိုလည်းအဖွားကိုအကူအညီတောင်းခဲ့ပေမဲ့အဖွားကတော့သူ့မှာဘာဖုန်းမှမရှိသလိုသူ့မှာရှိတာကတော့ရှေးအကျဆုံးဖြစ်တဲ့ဘူဂတီအစီအရင်ရုပ်ထုပဲလို့ပြောပါရယ်အယုတ်အကြောင်းကိုမေးကြည့်တော့အဖွားကဘူဂတီရုပ်ထုကအခြားလူတယောက်အတွက်ရည်တည်ပေးတဲ့အရာပဲအခုတော့မင်းအတွက်ရည်တည်ပေးလိမ့်မယ်လို့မတ်ကိုပြောပါရယ် ပြီးတော့တောင်ငုံနေရဲ့အောက်ခြေကမော်ဆီယာမကဒီမှာပဲလို့ပြောပြီးမက်ကိုစောင့်ကြည့်ဖို့အယုတ်ကိုပရင်မောက်နားမှာတင်သွားခဲ့ပါတယ်။ပရင်မောက်မှာလည်းစားတွေဖြူသွားပြီးမက်ကိုမကောင်းဆိုးဝါးတွေလမ်းမခေါ်နိုင်အောင်လို့လည်းပြောသွားပါတယ်။မက်ကတော့ဘာကိုမှနားမလည်နိုင်အောင်ရှုပ်ထွေးရင်းကြံရစ်ခဲ့တာပေါ့။အရင်ညမှာမိုးတွေကလည်းတဲကြီးမဲကြီးရွာနေပြီးမက်ကတော့မိသားစုကိုရှာဖို့ဆန္ဒပြင်းပြနေတာကြောင့်အခန်းထဲကနေထွက်သွားဖို့ကြိုးစားခဲ့ပါတယ်။ တကားတွေပထမောက်တွေအားလုံးကိုလိုက်ဖွင့်ကြည့်နေခဲ့ပြီးဘူဂရီအယုတ်ကတော့ကြောချမ်းစရာကောင်းအောင်မက်ကိုလိုက်ကြည့်နေခဲ့ပါတယ်ပရင်မောက်တကားတစ်ခုကဖွင့်လို့ရသွားခဲ့ကမက်ကပရင်မောက်ကနေဆင်းလာပြီးခမိုးတွေဘောကနေကြော်လွှားရင်းထွက်ပြေးဖို့နီလန်ရှာခဲ့ပါတယ်။အဲ့ဒီအချိန်တချင်းစိုသံတွေကြားရလို့ခမိုးအပေါက်ကနေချောင်းကြီးလိုက်တဲ့အခါမှာတော့ဖွားကြီးကရွာသားတွေကိုဈေးကုပေးနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ အဖွားကြီးကရိုးရိုးဆေးကုပေးနေတာမဟုတ်ပဲအောက်လန်းအတက်နဲ့ဆေးကုပေးနေခဲ့တာပါစကားမပြောတတ်တဲ့လူနာကိုကူဖို့ကြောင်နဲ့တကောင်ရဲ့ရှာကိုဖြတ်ပြီးအမျိုးသမီးအတွက်ပြုတ်လောက်ထားတဲ့ဘူဂတီအယုတ်ထဲကိုထည့်လိုက်တဲ့အခါအမျိုးသမီးကချက်ချင်းစကားပြောနိုင်သွားပါတယ်ရွာသားတွေကလည်းပျော်ရွှင်နေခဲ့ကြပြီးအဖွားကြီးကနောက်ထပ်မျက်မမြင်တရားကိုကုပေးဖို့စိတ်တကောင်ကိုတွားယူခိုင်းပါတယ်။အဖိုးကြီးကမော်တော်တဆမှုတစ်ခုကြောင့်မျက်လုံးဖောက်ထုတ်လိုက်ရပြီးမျက်စိကွယ်ခဲ့ရတာပါ။ ဒါကိုကုပေးဖို့အဖွားကြီးကကြောင်နဲ့ရဲ့မျက်လုံးတွေကိုဖောက်ထုတ်ပြီးဘုဂတိအယုံမှာတက်ပေးလိုက်ပါတယ်။အဖိုးကြီးကတော့ဆဲရဲမျက်လုံးတွေကိုတက်ပေးလိုက်ပြီးတချင်းလေးတအေးအေးနဲ့ကုသပေးနေခဲ့ပါတယ်။ကုသပြီးတဲ့အခါမှာတော့အဖွားကြီးကလူနာကိုမြင်နာကိုပြောခိုင်းတာကြောင့်လူနာအဖိုးကြီးကအပေါ်ကိုမော့ကြည့်လိုက်ရင်အပေါ်ကနေချောင်းကြည့်နေတဲ့မတ်ကိုမြင်သွားလို့လက်ညှိုးထိုးပြနေခဲ့ပါတယ်။မလဲအမြန်ပုံးနေလိုက်ရပြီးအဖွားကြီးကဘသူပဲဝါဆိုတာတေချာမမြင်လိုက်ရပဲလူရိပ်ပဲတွေ့လိုက်ပါတယ်။ အဖွားကြီးကသူ့ယောက်ျားနဲ့လူဝိကိုခေါ်ပြီးမတ်အခန်းထဲမှာရှိလားဆိုတာလာကြည့်ခဲ့ပါဗျ။မတ်ကတော့ခမိုးရီဘော်ကနေအခန်းစီကိုအမြန်ပြန်ဝင်နေခဲ့ပြီးအိယာဘော်မှာလဲနေခဲ့ပါဗျ။ကန်တီဘီလို့အချိန်မီအခန်းထဲကိုပြန်ရောက်လာခဲ့ပြီးအဖွားကြီးကတော့ဗရင်မောက်တကားပွင့်နေတာနဲ့မက်ရီရီဆိုရွှဲနေတာကိုသတိထားမိခဲ့ပါဗျ။မက်ကတော့ဗရင်မောက်ကိုလိန်ညင်းခံမှုဖွင့်ထားခဲ့ပြီးအိမ်မဆိုးရိမက်လို့ချွေးတွေရွှဲနေတာပါလို့လိန်ခဲ့ပါဗျ။အဖွားကြီးကသူတို့ဘာသာပြန်လဲနိုးထခြင်းပွဲကိုကျင်းပနေတာ မတ်ကိုထူးဆန်းတာဘာတွေမြင်သွားလဲလို့မေးခဲ့တာကြောင့်မတ်ကတော့သူအပြစ်လဲမထွက်တယ်လို့ဘာကိုမှလည်းမမြင်ခဲ့ပါဘူးလို့ဖြေလိုက်ပါတယ်။အဖွားကြီးကတော့မတ်ကိုမယုံမိမဲ့ဒီကိစ္စကိုဒီအတိုင်းပဲထားလိုက်ပြီးဗရင်းမောက်ကိုတော့တောက်ခတ်သွားခဲ့ပါတယ်။မကတော့သူ့အဖေသူ့ကိုနှိပ်စက်ခဲ့တဲ့အကြောင်းတွေကိုပဲမြင်မှတ်နေပြီးအိမ်မက်ကနေလန်လို့လာပါဗျ။လို့လာတော့သူ့ဘေးမှာဆုပ်ပြုတ်တစ်ခွက်တွေ့လို့ဗိုက်စာစာနဲ့အာရပါရစားလိုက်ပါဗျ။အဖွားကြီးကတော့သူ့ချက်တဲ့ဟင်းကိုအာရပါရစားနေတဲ့မက်ကိုသဘောကျနေပါဗျ။ မကဆုပ်ပြုံနောက်တစ်ခွက်ထပ်ထောင်းခဲ့ပြီးအဖွားကြီးဆုပ်ပြုတ်သွားခတ်ချိန်မှာခါလောင်ကအတံမြီတန်ချောင်းလေးကိုခိုးထားလိုက်ပါတယ်။အဖွားကြီးကဆုပ်ပြုတ်ခတ်ရင်မဆာလို့ဂျန်တဲ့အယိုးတွေကိုအထုတ်တထုတ်နဲ့တင်ထားလိုက်ပြီးနောက်ထပ်ဆုပ်ပြုတ်တစ်ခွက်ကိုယူလာပေးခဲ့ပါတယ်။မကလည်းအဖွားကြီးကျင်းတဲ့အောင်ဆုပ်ပြုတ်ကိုအားရပါးရထပ်စားပြခဲ့ပြီးသူအိယာနိုးလာတော့ကဖုန်းတန်လိုလိုအတံတစ်ခုကြားခဲ့တဲ့အကြောင်းကိုမေးတော့အဖွားကြီးကဘာမှမရှိဘူးဆိုပြီးပြောင်းညင်းခဲ့ပါတယ်။ အဖွားကြီးကမက်ကိုအယိုးထုတ်ပြလိုက်ပြီးအယိုးပေတယ်မဟုတ်တော့ဘူးလားမင်းကလည်းပညာတဲ့မျိုးရိုးကနေစဉ်သက်လာတဲ့သူပဲလေလို့ပြောပြီးအခန်းတကားကိုတောက်ခတ်ကထွက်သွားပါတယ်မတရောက်ရိုးတော့ကို ဖွင့်ပြီးဆက်ကြည့်လိုက်တဲ့အခါမှာတော့လက်တချောင်းပုံစံပေါ်လာပါဗျ။ထူးခြားတာကလက်ကလေးတချောင်းကကောက်နေခဲ့ပြီးသူ့သားတိုင်ရဲ့လက်နဲ့တူးနေတာကြောင့်မတရောက်သူအားရပါးရစားတောက်ခဲ့တဲ့ဆုပ်ပြုတ်ကို ပြန်မြင်ရောက်ပြီးထူပူသွားခဲ့ပါဗျ။ စားထားတာတွေလည်းချက်ချင်းပြန်အန်ထွက်လာပြီးတက်တူးထိုးထားတဲ့အရေပြားအဆောက်ကိုတွေးခဲ့ရလို့ပိုပြီးကြောက်လန့်သွားခဲ့ပါတယ်အဲ့ဒီအချိန်အဖွားကြီးကအခန်းထဲကိုပြန်ဝင်လာပြီးအယိုးထုတ်ကိုပြန်လာသိမ်းတာကြောင့်မတ်လည်းမသိချင်အောင်ပဲဆောင်ခဲ့ပြီးဟမ်မပြတ်နေလိုက်ပါတယ်။အဖွားကြီးတို့ကတာမန်မဟုတ်ပဲသူ့အတွက်အနည်းရရှိလာပြီးဆိုတာကိုမတ်လည်းသိလာခဲ့ပြီးခိုးထားတဲ့ခေါင်းဆောင်ကတန်ချောင်းလေးနဲ့အခန်းတကားကိုဖွင့်ကာထွက်ပြေးဖို့ကြံစီပါတော့တယ်။မတ်ကအဖွားကြီးတို့မိသားစုကိုရအောင်ရှောင်းတိမ်းပြီးအပြင်ကိုထွက်ပြေးလာနိုင်ခဲ့ပါတယ်။ ဒေါ်ရဲကနေထွက်ပြေးလာရင်မိုးလဲချုပ်လာပြီးတနေရာအရောက်မှာပြတ်ကျထားတဲ့သူ့လေရင်ကိုရှာတွေ့ခဲ့ပါတယ်။လင်းရနီနာမှာသူ့မိသားစုများရှိနိုင်မလားဆိုပြီးရှာခဲ့ပေမဲ့လူသွားကြီးလူဝီရောက်လာပြီးသူ့ကိုခုံအုပ်လိုက်ပါတယ်။ဒီလိုနဲ့နောက်တစ်ချိန်အဖွားကြီးအိမ်မှာပဲပြန်နိုးလာခဲ့ပြီးဒီနေ့ညကသွေးလာပြေးမဲ့ညဖြစ်လို့အဖွားကြီးတို့မိသားစုကအလုံးရှုံနေပါတယ်။ မကတော့သူ့ခြေထောက်ဟာအရင်ထက်ပိုနာလာတာကြောင့်ပက်တီးကိုဖြည့်ကြည့်ခဲ့ပြီးသူ့ခြေဖနောက်မှာတန်ချောင်းကြီးတစ်ချောင်းရိုက်သွင်းခံထားရတာကိုမြင်ခဲ့ရပါဗျ။စိတ်ကိုတင်းထားပြီးတန်ချောင်းကိုဆွဲထုတ်လိုက်တဲ့အခါတန်ချောင်းကတော်တော်လေးနှက်တာကြောင့်အထဲကနေ သွေးတွေနဲ့ပြည်တွေစီးကျလာခဲ့ပါဗျ။အသေးခိုက်အောင်သာပဲမဲ့အသက်ရှင်မှုကရေးကြီးတာကြောင့်အဖွားကြီးတို့မိသားစုအပြင်သွားနေတော့အိမ်မြင်ကိုထွက်ပြေးခဲ့ပါဗျ။ ခြံထောက်မှာမြေပုံသုံးပုံကိုတွေးရတာကြောင့်သူ့မိသားစုများဖြစ်နေမလားဆိုတဲ့စိုးရိမ်စိမ်းနဲ့မြေပုံတွေကိုတူးကြည့်ခဲ့ပါတယ်။ကံကောင်းချင်တော့မြေမြုပ်ခံထားရတာကသူ့မိသားစုဝင်နေမဟုတ်ပဲစိတ်တွေချက်တွေဖြစ်နေခဲ့ပါတယ်။မကဂိုတောင်ခန်းထဲကိုဝင်သွားပြီးမြေအောက်ခန်းတစ်ခုကိုလည်းရှာတွေ့ခဲ့ပါတယ်။မြေအောက်ခန်းထဲကိုဝင်ကြည့်လိုက်တော့မှအကြောင်းစုံကိုရှင်းရှင်းလင်းလင်းသိလာရပါတယ်။အဲ့ဒီမှာကအောက်လန်းအစီရင်ပစ္စည်းတွေနဲ့လူသေးအလောင်းတွေလူသေးကောင်းတွေရဲ့လိန်တန်တွေနဲ့ပြုတ်လောက်ထားတဲ့အစီရင်တွေ ပြီးတော့ရှေတုန်းကအဖွားကြီးတို့မိသားစုရဲ့ပုံတွေပါရှိလို့နေပါတယ်။သွေးလာအသက်မန်တန်ကိုရွှေ့ပြောင်းခြင်းဆိုတဲ့မန်တန်စာအုပ်ကိုလည်းတွေ့ခဲ့ပြီးအဖွားကြီးတို့မိသားစုကအောက်လန်းအစီရင်တွေနဲ့အသက်ကိုဆွဲဆန့်ထားကြတယ်ဆိုတာကိုသိခဲ့ရပါတယ်။ပဲလေအောက်လန်းစာအုပ်ထဲကနှီးတွေကိုပဲလက်တွေအုံချလိုက်ပြီးအဖွားကြီးတို့မိသားစုရဲ့ပုံတူအစီရင်ရုပ်ထုတွေကိုလုပ်ခဲ့ပါဗျ။အစီရင်ရုပ်ထုတွေကိုဖွင့်နေရင်ရုတ်တရက်ဖုန်းတန်တန်ကိုကြားခဲ့ရတာကြောင့်ဖုန်းကိုရှာခဲ့ပါဗျ။ တေတာတခုထဲမှာတူတာဖုန်းကိုတွေးခဲ့ရပြီးရဲတွေကိုအကြောင်းကြားဖို့စူးစမ်းခဲ့ပေမဲ့ဟိုမီသားစုကပြန်ရောက်လာလို့အခန်းထဲကို ပြန်ဝင်နေလိုက်ရပါတယ်။အဖိုးကြီးကမတ်တုချေတော့ကတန်ချောင်းကိုဆွဲနှုတ်ပြီးထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲလို့ပြောတာကြောင့်အဖွားကြီးကကြည်မယ်လေ။တန်ချောင်းကိုဆွဲနှုတ်ထားရင်မတ်ချေတော့ကိုဖျက်ပစ်ပြီးထွက်မပြေးနိုင်အောင် လုပ်ပစ်မယ်လို့ဆိုကာလူဝီကိုပစိန်ယူလာခိုင်းလိုက်ပါတယ်။ဒါကိုကြားတဲ့မတ်လည်းမတက်နိုင်တဲ့အဆုံးတန်ချောင်းကို6ရက်ထဲပြန်ထိုးထဲဖို့ပဲဆုံးဖြတ်လိုက်ရပါတယ်။ အဖွားကြီးလာစတော့ခြေထောက်ထဲမှာတန်ချောင်းရှိနေသေးတာကြောင့်မက်လည်းခြေထောက်ဖြတ်ခံရမဲ့ကိန်းကနေလွတ်သွားခဲ့ပါဗျ။အဖွားကြီးပြန်ထွက်သွားတော့မက်ကချက်ချင်းရဲကိုအကြောင်းကြားဖို့စူးစမ်းခဲ့ပေမဲ့ဖုန်းအားကတစ်ပဲရှိပါတော့တယ်။အဲဒါနဲ့ရဲကိုအမြန်ဖုန်းဆက်လိုက်ပြီးအကျိုးအကြောင်းကိုလင်းလင်းမြန်မြန်ပဲတိုင်ကြားခဲ့ပါဗျ။ရဲကသူနဲ့စီဆိုင်မှာစုံမှုခဲ့တဲ့ရဲဖြစ်နေပြီးမက်ရဲ့မိသားစုတွေကလွန်ခဲ့တဲ့9ရက်လောက်ကပဲရဲစခန်းကိုရောက်လာခဲ့တာကြောင့်အနည်းကင်းကင်းနဲ့ရှိနေတယ်ဆိုတာကိုရဲကပြောပြပါဗျ။ အဲ့တော့မှမလဲမိသားစုအတွက်စိတ်အေးခဲ့ရပြီးရဲကိုလည်းသူရှိနေတဲ့နေရာကိုပြောပြခဲ့ပါဗျ။ခနာကြမှာတော့ရဲမှုက အဖွားကြီးတို့အိမ်ကိုရောက်ချလာပါဗျ။မလဲအောက်ဆင်းပြေဖို့ကြိုးစားခဲ့ပေမဲ့အဖွားကြီးကဘူဂတီရုံနဲ့မက်ကိုထိန်းချုပ်လိုက်ပြီးအတံမထွက်နိုင်အောင်လဲအယုတ်ရဲ့ရှာကိုဖျက်ထားလိုက်ပါဗျ။ရဲကိုတော့မက်ဆိုတဲ့လူဒီမှာမရှိကြောင်းလိန်ပြောခဲ့ပါဗျ။ရဲကမက်ကိုနောက်တစ်ကြိမ်ဖုန်းခေါ်ကြည့်တဲ့အခါမှာတော့မက်ကအသက်မထွက်နိုင်ဖြစ်နေခဲ့ပြီးဖုန်းကလည်းပါဝါပိတ်သွားခဲ့ပါဗျ။ မတ်ကိုလည်းမတွေ့ရဆက်သွယ်လို့လည်းမရတော့တာကြောင့်ရဲမှုလည်းပြန်ထွက်သွားခဲ့ပါတယ်။မတ်ကတော့အယုတ်ရဲ့ရှာကိုကော်စောပေါ်မှာပြန်တွေးခဲ့ပြီးကောက်ယူထားလိုက်ကအယုတ်ကိုပါယူပြီးထွက်ပြေးလာခဲ့ပါတယ်။တော်လန်တွေကနေဖြက်ပြေးလာရင်လန်တော့ဝတ်မှာရဲမှုရဲ့ကားနဲ့ဆုံခဲ့ပါတယ်။ရဲမှုရဲ့ကားပေါ်ကိုအရင်ဆုံးတက်လိုက်ပြီးအယုတ်မှာချီတောင်ထားတဲ့ကျိုးတွေကို ဖြတ်ကားရှာကိုလည်းပြန်တက်လိုက်ပါတယ်။အဲတော့မှလှုပ်ရှားလို့ရပြီးစကားလည်းပြန်ပြောနိုင်ခဲ့ပါတယ်။ သူဖြစ်ပျက်ခဲ့သည့်မြတွေကိုလည်းရဲမှုကိုပြန်ပြောပြခဲ့ပြီးရဲမှုကတော့အဖွားကြီးတို့မိသားစုနဲ့ရွာသားတွေရှိရာစီကိုပြန်မောင်းလာခဲ့ပါတယ်။တကယ်တော့ရဲမှုကပါအလိုတူအလိုပါဖြစ်ပြီးရွာသားတွေကမတ်ကိုစပတ်ကြီးတဲ့ဆွဲခေါ်သွားကြပါတယ်။ထုံးစံအတိုင်းမတ်ကိုဗမန်မသိတဲ့စိမ့်မုံတွေနဲ့မိအောင်လုပ်ခဲ့ပြီးရစ်ပူစော်မဲ့စပွဲပေါ်ကိုတင်လိုက်ပါရယ်အနာမှာလည်းမဲ့ရဲ့မိသားစု၃ယောက်လုံးကအသိမရှိတော့ဘဲကြောက်ရွံ့သပွဲရက်နေခဲ့ပါရယ် ဖွာကြီးနဲ့ရွာသားတွေကတော့ပျော်ရွှင်တက်ကြွစာနဲ့မက်ကိုရစ်ပူစော်တော့မဲ့အချိန်မှာပဲမက်ကပြန်သတိရလာပြီးအဖွာကြီးလက်ထဲကအချုံကိုလူကသူ့ယောက်ျားရဲ့ရင်ဘတ်တတဲကို ထိုးလိုက်ပါတယ်မတတိယလာတော့ရွာသားတွေလည်းကြောက်လန့်ပြီးအပြင်ကိုထွက်ပြေးကုန်ကြပါဗျ။အဖွားကြီးကလည်းလူဝီကိုခေါ်ဖို့အပြင်ကိုပြေးထွက်သွားပါဗျ။မတ်ကတော့ရွာသားတွေအတွက်ကြိုတင်စီစဉ်ထားတဲ့အစီရင်ရုပ်ထုတွေကိုထုတ်လိုက်ပြီးအဖွားကြီးရဲ့မိစေးတွေကိုဖြေဖို့ သူဆက်ထားတဲ့ဈေးမုံနဲ့သူ့မိသားစုကိုတတိပြန်ရလာအောင် လုပ်ပေးခဲ့ပါဗျ။အဲဒီနောက်ထွက်ပြေးတော့မဲ့ရဲမှုနောက်ကိုလိုက်ပြီးရဲမှုကိုတပ်ပြစ်လိုက်ပါဗျ။လူထွားကြီးလူဝီသူ့ကိုလာဖမ်းတော့မယ်ဆိုတာလဲသိနေခဲ့တာကြောင့်လူဝီရဲ့ဘူဂတီရုပ်ကိုရေထဲမှာပစ်ထားခဲ့ပါဗျ။လူဝီကတော့မက်ကိုလာရောက်တိုက်ခိုက်ခဲ့ပြီးဘူဂတီရုပ်ရေထဲမြုပ်သွားတာနဲ့လူဝီရဲ့ပစက်ထဲကနေရေတွေထွက်လာပြီးလူဝီလည်းတေသွားခဲ့ပါဗျ။ကြကြကိုရလူဝီကိုပါဆုံးရှုံးလိုက်ရတဲ့အဖွားကြီးက မတ်ကိုဒေါသထွက်ပြီးလာတတ်ခဲ့ပါရယ်မတ်ကတော့အဖွားကြီးရဲ့ဈေးမုံနဲ့ပဲအဖွားကြီးကိုမေ့မြောအောင်လှုပ်လိုက်ပြီးအဖွားကြီးရဲ့ဘူဂတိရုပ်ကိုဒုံးနဲ့အပြင်းပြင်းလွှဲရိုက်လိုက်ပါရယ်ဘူဂတိရုပ်လွင့်ထွက်သွားသလိုအဖွားကြီးလည်းလွင့်ထွက်သွားပြီးမတ်ကစပကြီးကိုမီးရှို့လိုက်ပါရယ်အဖွားကြီးအပြင်ကိုထွက်မလာနိုင်အောင်လေအခန်းဝမှာစားရည်နဲ့စီးတားခဲ့တာကြောင့်အဖွားကြီးလည်းမီးလောင်ပြီးတိတ်သွားခဲ့ပါရယ် ရွာသားတွေကတော့သူတို့ရဲ့ဘူဂတိယုံနဲ့သူတို့ကိုတတ်မှကြောက်ပြီးမတ်ကိုမတိုက်ရဲတော့ပဲနောက်ဆုတ်သွားကြပါတယ်။နောက်ဆုံးမှာတော့မန်းနဲ့သူမိသားစုလည်းရဲမှုရဲ့ကားနဲ့အင်ကိုပြန်လာခဲ့ကြပြီးဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။အခုလိုစိတ်ဝင်စားစရာဇလန်းကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ channel လေးကို subscribe လေးနှိပ်သွားပေးပြီးအားပေးနိုင်ပါတယ်ရှင်။အချိန်ပေးပြီးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။